အခုတခါဒီကွန်မိုးမျိုးတဝိုက်မှလည်းကွန်မိုးမျိုးနဲ့တဲကမဲဆန္ဒရှင်နေမဲယုံတွေကလည်းမနေ့6နိုင်မှမဲယုံတွေဖွင့်လှစ်ပြီးတော့အခုမနေ့7နိုင်ခွဲတဝိုက်မှမဲဆန္ဒရှင်နေမဲပြင်းနေကြပြီလို့သိရပါတယ်နောက်တခါဒီကွန်မိုးမျိုးနဲ့မှဆိုလို့ရှိရင်မင်းညကလေးကဒီဒီမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကထတော်ဆန်းစုကြည်ဝါသိန်ခါရွာမှာညအိတ်တဲကိုပြီးတော့နိုင်ငံတကာသတင်းမီဒီယာတွေအပါအဝင် ဒီတော်တော်များများကဒီကွန်မှုမှာပဲညာအိတ်ပြီးတော့စောင့်နေကြတယ်လို့သိရပါတယ်အခုဒီမိုကရက်တစ်မြန်မာအသံသတင်းတောက်တယောက်ဖြစ်တဲ့ကိုကဖုံးမြက်လဲကွန်မှုမျိုးမှာရောက်ရှိနေပြီးတော့သူမဲယုံနာတဝိုက်မှာသူမြင်ရတွေ့ရကြားရတာတွေကိုတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီးတော့တင်ပြမှာဖြစ်ပါတယ်ခင်ဗျာကိုကဖုံးမြက်ခင်ဗျာအခုဒီမနေ့ဒီအမ်ကိုယ်ဝဖုံးမြတ်တို့ဒီမနဲ့မြင်ရတဲ့ကော်မှုကဒီမဲယုံတွေမဲဆန္ဒရှင်တွေအခြေအနေဘယ်လိုမျိုးအကြမ်းမြင်ပြောပြပြပါခင်ဗျာ ်အော်ဟုတ်ကဲ့ကျွန်တော်တို့ဒီကနေ့မနက်ပေါ့နော်ဒီကွန်မှုမြို့နယ်ပြည်သူ့လွတ်တော်လက်လက်မဲဆန္ဒနယ်မြေပေါ့နော်အဲ့ဒီကိုရောက်တဲ့ချိန်ကမနက်အဲ6နာရီကျော်ကျော်လောက်ရှိနေပါပြီအဲ့ချိန်မှာဒါမဲယုံတွေလည်းစဖွင့်ထားပြီးဖြစ်ပြီးတော့အဲတချို့ပေါ့နော်မဲဆန္ဒရှင်ပြည်သူတွေလည်းဒီမဲယုံအသီးသီးမှာဝင်ရောက်ပြီးတော့ဆန္ဒမဲပေးနေကြတယ်လို့လည်းကျွန်တော်တို့အဲတွေ့နေကြရပါတယ်အဲအဲ့မှာဆိုရင်တော့တချို့ပေါ့နော်ဒီဆန္ဒမဲပေးပြီးတော့ထွက်လာတဲ့အဲမဲဆန္ဒရှင်အချို့ပေါ့နော်အချို့နဲ့ကျွန်တော်တွေ့ဆုံမင်းမြန်ကြည့်တဲ့အခါမှာအဲဒီ ဘောပင်ပေါ့နော်စပြီးတော့ဟွာလှုပ်တဲ့အချိန်မှာဘောပင်မှင်မထွက်တာတော့ပေါ့နော်အဲ့လိုအခက်ခဲလေးတွေတော့အဲအနေချင်းဒီကွန်မူးမျိုးပေါ်မှာပေါ့နော်နည်းနည်းရှိတယ်ဆိုပြီးတော့ကျွန်တော်အဲသိရတာမျိုးလေးတွေရှိပါလေဗျာတခြားကတော့ဒီအဲမဲဟို NLD ကဒီဘိုဟိုအောင်နိုင်မျိုးနဲ့အောင်နိုင် အဖွဲတာဝန်ခံပေါ့နော်သူနဲ့ကျွန်တော်တွေ့ပြီးတော့မေးမြန်းကြည့်တဲ့အခါမှာလည်းဒီအချားပေါ့နော်ဟိုကျေးရွာလေးတွေကဒီမဲယုံတွေမှာအဲနည်းနည်းပေါ့နော်မဲဆန္ဒရှင်နေနေတဲ့ဒီမဲစင်းကွာတာလေးတွေဗာလေးတွေအဲ့လားလေးတွေကိုနည်းနည်းပပရှိတယ်ဆိုပြီးတော့ကျွန်တော်ဟိုအဲပြောပြတာမျိုးရှိပါတယ်ဗျာအင်းဒီသေးသေးကိုနေလာရောဒီကော်မိုးမှာမဲယုံကိုစဖွင့်တာကရောမနေ့6နိုင်ဆို6နိုင်တိတိကျဖွင့်တာမျိုးတွေ့ရလားမဲဆန္ဒရှင်တွေကလာကြလား ဟုတ်ကဲ့ဗျာမနက်6:00နာရီတုန်းမှာတော့မဲဆန္ဒရှင်တွေအဲအရန်ပေါ့နော်ဟိုအုတ်လိုက်ကြီးအဲ့လိုလာတာမျိုးတော့မရှိသေးပါဘူးဗျာမဲဆန္ဒရှင်နေကတော့ဒီညနေ4:00နာရီအထိမဲပေးလို့ရတယ်ဆိုတော့အတွက်ကြောင့်မလို့တော့သူတို့အဲ AACC ပေါ့နော်အဲနေကြပြီးတော့မှဟိုဟိုမဲယုံသွားပြီးတော့မဲပေးကြမယ်ဆိုပြီးတော့အဲကျွန်တော်ပြောပြထားလာတယ်ရှိပါတယ်ဗျာဟုတ်ကဲ့မဲယုံတွေရဲ့အနေအထားကရောဒီပြန်ဒီမဲကော်မရှင်ကပြောတဲ့အတိုင်းဆိုလို့ရှိရင်မဲယုံတွေဟာတကားပေါက်တွေဖွင့်ထားမယ်အပြင်ကနေဒိုးယိုပေါက်မြင်နိုင်တဲ့အနေအထားရှိမယ်လျှို့ဝှက်ဆန္ဒပြုတဲ့အခမ်းအမအပ အပြင်ကနေမြေအောင်လှုပ်ထားမယ်ဆိုတဲ့အခြေအနေရောတွေ့ရတာအဲအခုကဒီမဲယုံတွေပေါ့နော်အခြေခံပြည်နာမူလာတဲ့အကြောင်းတွေမှာအဓိကလှုပ်ထားတာလေးတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဗျာအဲဒီမဲယုံပရဝုံနဲ့မဲယုံပရဝုံအစပေါ့နော်ချန်စီယိုအစနဲ့ချန်စီယိုအစနဲ့ဒီအတွင်းထဲမှာတော့ဒီတောင်းပရဝုံဖြစ်တဲ့အတွက်တော့အနှဲငယ်လှမ်းတာကိုတော့တွေ့ဖြစ်နေပါတယ်ဗျာအဲအတွင်းထဲမှာလည်းဒီကျောင်းစာသင်ခန်းနေထဲမှာလှုပ်ထားတဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်တို့အတွင်းထဲကိုတော့အဲ လန့်ကြည့်မယ်ဆိုတော့မြင်တော့မြင်ရပါတယ်ဗျာဒါပေမဲ့အတွင်းထဲမှာကြတော့လေဟို lighting ပေါ့နော်ဟိုအလင်းအမောင်ကအဲလူနည်းနည်းများနေတဲ့အချိန်မျိုးတွေမှာဆိုတော့ကျွန်တော်တို့တက်တက်ကွက်ကွက်လန့်ပြီးတော့အဲမြင်တော့မြင်ရတယ်ဒါပေမဲ့တေချာအသေးစိတ်ကိုတော့မမြင်ရတဲ့အချိန်တွေမျိုးတွေတော့ရှိပါတယ်ဗျာဟုတ်ကဲ့အခုလေးပဲဝင်လာတဲ့သတင်းမှာကျွန်တော်တို့တွေ့တာဒီမှာဒီကူလေးပဲဝင်လာတဲ့သတင်းအရဆိုလို့ရှိရင်ပခုတ်ကူမှာဒီမဲယုံရှေးကနေပြီးတော့အထဲကိုလှမ်းပြီးတော့ဓာတ်ပုံရိုက်တဲ့လူငယ်တယောက်ကိုဖမ်းဆီးသွားတယ်ပေါ့အဲ့ဒါလိုမျိုးကြားရတယ်ကော်မူးကချီ တွေကရောဘယ်လိုမျိုးရှိလဲအဲ့မဲယုံရှိမှာဓာတ်ပုံရိုက်တာသတင်းကြီးလာတာပတ်သက်ပြီးတော့ဟုတ်ကဲ့ဒီကွန်မှုမှာကတော့နိုင်ငံတကာသတင်းဌာနတွေကသတင်းတောက်တွေဟို ဒီရင်တရင်တာနယ်တွေကတရင်တောက်တွေရောပေါ့နော်ဟိုဟိုလမ်းပြီးတော့တရင်တပ်ပုံတရင်တပ်ပုံလမ်းရိုက်ပြီးတော့လှုပ်လို့ရရတာတော့ရပါလေဗျာအဲကျွန်တော်တင်းတဲ့ဒါကတော့အခြေခံသူ့အောက်ခြေကအာနာပိုင်ဖွဲ့စည်းနေတယ်ပဲအဲသက်ဆိုင်မယ်လို့တော့ထင်တယ်ဗျာကျွန်တော်ဒီကုံမှုမှာတော့အဲ့လိုအခြေအနေတော့တောင်တွင်းကြီးမှာလေတောင်တွင်းကြီးမှာဆိုရင်အခုတောင်တွင်းကြီးကဒီကျွန်တော်တရင်တောက်တွေလမ်းပြောနေတာကဒီမဲလက်မှတ်တွေမှာအစွန်းထင်းနေပါနေတာကိုတဲ့ပြန်လဲမပေးဘူးတဲ့ဒီတိုင်းမဲ့ထည့်ခိုင်းနေဆိုတော့ဒါဟာပင်မဲဖြစ်နိုင်တဲ့အလား လာရှိနိုင်လားလို့ယူဆရတယ်ပေါ့နော်ဒီကော်ပူးပါရောဒီပယ်မဲဖြစ်နိုင်ခြင်းအလားအလာနဲ့ပတ်သက်ပြီးတော့ဘာတွေပြောကြဆိုကြတာရှိ့ အဲကျွန်တော်သိရသလောက်ပေါ့နော်ဒီကဒီကျေးရွာတဲ့ကဒီမဲရုံတချို့မှာပေါ့နော်ဒီဆန္ဒမဲလက်မှတ်တွေမှာပေါ့နော်ဒီဒီပါတီတခုရဲ့ဒီအကွက်နေရာမှာဒီဖျောင်းတုတ်ထားတယ်လို့ပါတော့ပေါ့နော်အဲ့လိုဟာမျိုးတွေဒီပင်မဲဟိုဟိုအမှန်ချက်တဲ့အခါမှာပေါ့နော်ဟိုချွတ်ချော်သွားအောင်လို့အဲချုပ်တင်ပြစင်မှုအချို့ရှိတယ်ဆိုတာမျိုးကျွန်တော်ကြားရပါတယ်ဗျာဒါပေမဲ့ဟိုဒီအဲ့မဲစာရွက်နဲ့တက်တီတက်ကာရခိုင်ခိုင်လုံလုံတော့ကျွန်တော်တို့တွေ့မြင်ရတာမျိုးတော့မရှိပါဘူးဗျာဟိုသတင်းစကားတွေအနေနဲ့ကတော့ဒါမျိုးတွေကြားနေရတာမျိုးတွေတော့ရှိပါတယ်ဗျာဟုတ်ကဲ့မဲဆန္ဒရှင် င်တွေကရောဒီကိုထောက်ခံတဲ့ပါတီရဲ့ဘေးနားမှာအမှန်တချက်ချစ်မယ်ဆိုတာကိုတည်ချာချာသိလာကြတဲ့ချက်ချေကမချစ်ရဘူးပဲမဲ့ဖြစ်အောင်မလုပ်ရဘူးဆိုတာတွေကိုတည်ချာသိကြလာဘယ်ဆန္ဒရှင်တွေအနေထားကဟုတ် ဟုတ်ကဲ့ဗျာကျွန်တော်အခုဒီမှာပေါ့နော်မက်ဆန္ဒရှင်အတော်များများကိုကျွန်တော်အားလာနေလိုက်ပြီးတော့မေးကြည့်ပါတယ်ဗျာမေးကြည့်တဲ့အခါမှာတော့တို့ဒီအေးရက်ွက်တဲ့ကဒီအဲနည်းနည်းဒီဟိုဩဒါရှိတဲ့ပုံကိုမျိုးတွေပေါ့နော်ဥပမာလက်ဖက်ဆိုင်ပိုင်ရှင်တို့လိုပုံကိုမျိုးတွေနောက်ပြီးတော့အဲအဲ့လိုပေါ့နော်တို့တွေကနေပြီးတော့ဒီတိတ်ပြီးတော့နားမလည်တဲ့သူတွေကိုတို့ဒီမဲဟိုဘယ်လိုချိန်ရတယ်အဲဆိုတာမျိုးတွေကိုတို့လိုက်ပြီးတော့ပေါ့နော်ဟို education ပုံစံမျိုးလေးတွေလိုက်ပြီးတော့လှုပ်ဆောင်ပေးထားတာမျိုးလေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဗျာ ဆိုတော့ဟိုမဲဆန္ဒရှင်အများစုကတော့ဟိုကိုအမှန်ချစ်ရမယ့်နေရာမှာအမှန်ချစ်နိုင်တဲ့အခြေအနေမျိုးရှိမယ်လို့တော့ကျွန်တော်သုံးသပ်ပါတယ်ဗျာအဲ့နေရာမှာတော့ဟိုတက်ထိတ်ကအဲချစ်ရမယ်ဆိုတော့ဟိုဟိုလွဲမာတဲ့အဲအတိပေါ့နော်အဲ့လိုမျိုးတော့အဲ Okay အများအပြားကြီးတော့မရှိနိုင်ဘူးလို့တော့ထင်ပါတယ်ခင်ဗျာ Okay နောက်တစ်ခါဒီမဲယုံတွေရဲ့ဂိုင်900အတွင်းမှာပါတီတွေကမဲဆွယ်စီယုံတာမရှိဘူးအဲ့လိုမျိုးမဲဆွယ်စီယုံခွင့်မရှိဘူးလို့ကော်မရှင်ကကြေညာထားတဲ့ပတ်သက်ပြီးတော့ဘာထူးကြတာတွေ့ရလဲဒီ ကောဂိုင်900တွဲမှာပါတီတွေမဲဆွဲတဲ့အခြေအနေတွေပါတီဆိုင်းဘုတ်တွေလိုဂိုတွေအလံတွေတွေ့ရတာလားဘယ်လိုနေတရားရှိလဲအာဟုတ်ကဲ့ဗျဒီကဒီမဲယုံ ကော်မူမျိုးနဲ့အမဲယုံတစ်ခုပေါ့နော်အဲဒီမဲယုံတစ်ခုရဲ့ဘေးမှာဒီတဖက်ကပေါ့နော်ဘယ်ဘက်ကျမ်းမှာ NLD မျိုးနဲ့ရုံးရှိပါတယ်ညာဘက်ကျမ်းမှာဒီပြောင်စစ်တက်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီရဲ့ရက်ွက်ရုံးရှိပါတယ်အဲရက်ွက်နှစ်ခုအဲရက်ဟိုအဲရုံးနှစ်ခုစလုံးမှာတော့ဒီအီကိုစလင်လောင်းနေရဲ့ကြောညာဘေးပုတ်တို့ဘာလို့ပေါ့နော်အဲ့ဒါတွေဘာမှအဲထောင်ထားတာဖွင့်ထားတာအဲပြထားတာပေါ့နော်ဒါမျိုးတွေမရှိပါဘူးခင်ဗျအားလုံးကိုရုံးထဲမှာတက်ပြီးတော့အဲ ပြင်ထားကြပါလေအဲပါတီရဲ့ဆိုင်းဘုံနဲ့အလံတွေကတော့ဒီအသေးဖြစ်နေတဲ့အတွက်တော့အဲယုံအမတ် အနေနဲ့အဲအဲ့လိုမျိုးတော့လွှင့်ထူထားတာစိုင်းပုတ်ထောင်ထားတာဒါမျိုးတော့ရှိပါလေခင်ဗျာဟုတ်ကဲ့နောက်တစ်ခါဒီဒီမဲပေးမဲ့နေ့မတိုင်ခင်မှာလေကဒေါန်ဆန်းစုကြည်ကလည်းဒီဝါသိန်ခမှာညာအေးပြီးတော့နိုင်ငံတကာသတင်းမီဒီယာတွေကလည်းဒီဝါသိန်ခယူအားမှာကော်မူးမှာညာအိတ်ကြတယ်လို့ကြားရပါတယ်ဒေါန်ဆန်းစုကြည်ရဲ့အခြေအနေကရောသူကမဲဒီမဲဆွဲစီယုံသွားလာလူလူနဲ့စကားပြောတာများရှိသေးလားအာဟုတ်ကဲ့ အဲမနေ့ညကတော့ဟိုဒေါ်ဆက်ဆူချာဝါသင်္ခါရွာမှာညအိပ်ပြီးတော့ဒီကနေ့မနက်မှာတော့ဝါသင်္ခါရွာကနေပြီးတော့ဒီကော်မူးမျိုးဘက်ကိုပြန်ပြီးတော့ထွက်လာနေပါတယ်အဲဒီကနေပြီးတော့သူကတော့သူ့နေအိမ်မှာပြန်ပြီးပြန်သွားတော့မှာဖြစ်ပါတယ်အတူဒီကော်မူးမျိုးနဲ့ကော်မူးမျိုးအလားပေါ့နော်ဝါသင်္ခါနဲ့ကော်မူးကြားမှာရှိတယ်ဒီဝါသုံးရွာလောက်မှာရှိတယ်ဒီမဲယုံနေမှာဝင်ရောက်ပြီးတော့အဲဒီမဲယုံနေရဲ့အခြေအနေပေါ့နော်အဲ့ဒါတွေကိုသူဝင်ပြီးတော့လေ့လာအဲတိရှိဖို့လည်းရှိနေတယ်လို့ဆိုပြီးတော့ကျွန်တော်တို့ဒီဝါသင်္ခါထွက်လာတဲ့ဒီဒီတရင်သမားတွေစီကနေပြီးတော့ကျွန်တော်တို့သိထားရပါတယ်ခင်ဗျ အခုထွက်လာနေပါဗျဟိုကော်မူမြို့တဲဟိုတော့ကော်မူအဲ့ဒီကော်မူဝါသိန်းကလမ်းခွဲဟိုတော့ရောက်မလာသေးပါဘူးဗျဟုတ်ကဲ့အခုမနေ့စနေရီခွဲတဝိုက်ပေါ့နော်မနေ့စနေရီခွဲတဝိုက်ဒီမဲယုံတွေနာမှာပါတီကိုယ်စားလှယ်တွေနောက်တခါနိုင်ငံတကာလေးလာစောင့်ကြည့်သူတွေအခြေအနေကရောဘယ်လိုရှိလဲမဲရဲ့ဒီသူတို့ရောလွတ်လွတ်လပ်လပ်လေးလာစောင့်ကြည့်ခွင့်ရှိလား ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကမဲယုံပရဝုံအတွင်းထဲကိုဝင်ရောက်ပြီးတော့တရင်ယူခွင့်တော့ဒီဘက်မှာမရပါဘူးခင်ဗျာ မရဘူးအပြင်ကနေတော့ကျွန်တော်တို့ကြိုက်တော့လေးလာပြီးတော့အဲမတန်းတပ်ပုံတွေရိုက်တာအဲမဲဆန္ဒရှင်တွေကိုမေးတာပေါ့နော်ဒါမျိုးတွေတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်လုပ်လို့ရပါတယ်ဗျာ တော်တော့အထူးခြားတာကတော့ပေါ့နော်ကျွန်တော်ဒီကွန်မှုမှာရောက်ပြီးတော့လာပြီးတော့သတင်းယူနေတဲ့အချိန်မှာပဲပြည်တော်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကဒီရန်ကုန်တိုင်းအောင်နိုင်တာဝန်ခံပေါ့နော်ဥအောင်သိန်းလည်းရောက်ရှိနေတယ်လို့ဆိုပြီးတော့ကျွန်တော်တို့ကြားသိရပါတယ်ကြားသိရတဲ့အတွက်သူရှိနေတဲ့ဒီမြို့နယ်ပြည်တော်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရဲ့ရုံးကိုကျွန်တော်တို့သွားပြီးတော့ဥအောင်သိန်းလည်းတွေ့ဆုံမေးမြန်းခွင့်ရဖို့ကျွန်တော်တို့ကြိုးစားပါတယ်ဗျာကြိုးစားတဲ့အခါမှာတော့ဒီအောက်ခြေကအဲဒီဒီချက်ခိုင်ပြည်တော်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေကကျွန်တော်တို့ဥအောင်သိန်းလည်းမရှိဘူးဆိုပြီးတော့ပဲအဲပြောပြောလိုက်တာမျိုးကိုကျွန်တော်တို့တွေ့ခဲ့ 中个了吧？嘞，怎么样？OK，OK，OK。古安峰，你进度怎么样？